ကောကောဖာဂူဆန်လို့ထင်နေပြီးမင်းစမောက်ကိုဘယ်နောက်ခံလို့နေရာမှာထားကစားခဲ့တဲ့အမော်ရင်ကိုဝေဖန်လိုက်တဲ့ဂရီနမီဘရန်ဒမန်အောင်မင်းကပြောင်းမန်ချက်စတာဖောဆောင်ကနေပြန်လဲကြိုးလိုက်ပါရင်ဘရန်ကွန်ရဲ့ပွဲမှာမင်းစမောက်ကိုဘယ်စွန်နောက်ခံလို့နေရာမှာဝင်ကစားခိုင်းခဲ့တဲ့အမော်ရင်ရဲ့ဆုံးဖြတ်ချက်ကတောက်တိပဲမရှိဘူးလို့ United နောက်ခံလို့အောင်ဂရီနမီကဝေဖန်ပြောဆိုလိုက်ပါရင်ဒီဘက်မှာအမော်ရင်ကမောက်ကို85တိမှာလူစားဝင်ကစားစီခဲ့ပြီးဘယ်စွန်နောက်ခံနေရာမှာထားကစားခဲ့ပါရင်ဒီနေရာမှာသူ့ရဲ့စွမ်းဆောင်ရည်ကအားနည်းခဲ့ပြီးဘရန်ဖွဲ့အတိုက်စစ်ကိုထိရောက်စွာမှန်းတားနိုင်ခဲ့ပါဘူး ဒါ United ရဲ့ခန်းစီပိုင်းအားနည်းချက်ကိုပို့ပြီးတော့တင်ရှားစေခဲ့ပါရင်ဂိမ်းသမီးက Sky Sport ရဲ့ The Overlay Podcast မှာမောက်ကိုဘယ်စွန်နောက်ကံမှာထားတာကြည့်ရတာရေးစရာပဲဒါအလုံးမဖြစ်သင့်ဘူးလို့ပြောခဲ့ပါရင် Ace မှာပရိသတ်တွေကလည်းမောက်ကိုဘယ်နောက်ကံမှာထားတာပါသဘောနဲ့ Amorin ဘာတွေလုပ်နေတာလဲဆိုပြီးတော့ဝေဖန်နေကြပါရင် တကယ်တော့မင်းစမဟာကွင်းလက်တိုင်းဆဲဒါမှမဟုတ်နံပါတ်၈နေရာမှာထိုးကျနေကစားမှာဖြစ်ပါရင်မဟာတိကျတဲ့ပေးပို့မှုနဲ့ဖေးအားအောက်မှာဆုံးဖြတ်ချက်ကောင်းမွန်တဲ့ကစားမှာမျိုးဖြစ်ပါရင်သူရဲ့လုံအားလုံးနဲ့အခွင့်အရေးဖန်တီးမှုတွေကအသင်းရဲ့တိုင်းဆဲပိုင်းကိုပိုအားကောင်းစေခဲ့ပါရင်မဟာကွင်းလက်မှာတင်းချသာလှုပ်ရှားနိုင်ပြီးနောက်ကွယ်ကထောက်ပံ့မှုတွေပြုလုပ်ပေးနေရင်တိုင်းဆဲကိုချိတ်ဆက်ပေးနေပါရင်မဟာနောက်ခံလုံနေရာကနေကစားဖို့အတွက် အဆင်မပြေပါဘူး။မောက်ကပရန်စင်ကောင်းကောင်းပြနေတဲ့ကစားမင်းမျိုးဖြစ်ပေမဲ့သူ့ရဲ့ဒူးချင်းခုခံဖြတ်တော်မှုနဲ့နေရာယူမှုဟာနောက်ခံလူနေရာမှာဆိုရင်အကန့်အသတ်တွေအများကြီးရှိပါရင်အခုလိုမတိကျတဲ့နေရာချထားမှုတွေကြောင့်မောက်ရဲ့ယုံကြည်မှုနဲ့စွမ်းဆောင်ရည်ကထိခိုက်နိုင်ပါရင် United မှာမောက်ဟာ Bruno Fernandes နဲ့အတူခွင့်လှည့်မှာဖန်တီးမှုပိုင်းကိုအားပြေးဖို့အတွက်ခေါ်ယူခံခဲ့ရပါဗျ။ဒါပေမဲ့ဒဏ်ရာပြဿနာကနည်းပြပြောင်းလဲနေတဲ့အကြောင်း သူရဲ့အခန်းကဏ္ဍကိုတိတ်ပြီးတော့ထင်ရှားမလာသေးဘူးဖြစ်နေရပါတယ်။အေမိုနီရဲ့၃လနှစ်နှစ်ပွဲစည်းပေါ်မှာမောက်ကိုကွင်းလက်တိုင်းစေဒါမှမဟုတ်ကွင်းလက်မှာထားခစားရင်ပိုတင်းတော်ပဲမယ်။ဘယ်ဆိုနောက်ခံနေရာမှာထားခစားတာကသူ့ရဲ့အစွမ်းရည်ကိုဟာလာတက်ဖြစ်စေခဲ့ပါတယ်။ဂိုင်းနမီအော်ယူနိုက်တက်ရဲ့သမိုင်းဝင်နောက်ခံလို့ဒူးပြီးပြီးဘောလုံးသုံးသပ်သူအနေနဲ့လည်းလေးစားခံရသူဒူးပါ။ပြည့်ဝေပန်ချက်တွေဟာမောက်ရင်ကိုနေရာချထားမှုနဲ့ယူနိုက်တက်ရဲ့ရာသီအစရလက်ဆွေးမှုတွေကိုခြေခံထားပါတယ်။ဘယ်ဆိုနောက်ခံနေရာမှာတဘောနောက်ခံလို့ကိုမထားပဲမောက်ကိုထားတာကယူနိုက်တက်ရဲ့ခံစစ်ကာကွယ်ရေးကိုအားနည်းစေခဲ့ပါတယ်။ဘရန်ဖွဲတိုင်းစစ်အာမောက်ကစားတဲ့နေရာမှာခွေးနေရခဲ့ပါတယ်။ ။မြန်မာကဒီလိုနေရာမမှန်တဲ့ဆုံးဖြတ်ချက်တွေကစားမရရဲ့ယုံကြည်မှုကိုထိခိုက်စေတယ်လို့ဆိုပါရင်ပေါ့အဒေယာပြဿနာအနေနဲ့ယုံကန်နေရခြင်းမှာဒီလိုနေရာခြားသောမှုတွေကသူ့ရဲ့စိတ်ထဲကိုပို့ပြီးတော့ကြာဆင်းနေပါတယ်။ဘောလကမှာကစားမရတွေကိုသူ့ရဲ့သဘာဝနေရာမှာထားတာကကြိုးရှိကြောင်းရှိမှလည်းတက်တဲ့အခိုင်မှာရှိသားပေးသားဖြစ်ပါတယ်။ဥပမာခရစ်စတာရယ်တိုကိုတိုက်စစ်မှာထားတာကဂိုတင်းတို့ကိုမြင့်တင်ပေးနိုင်တယ်လို့လီယိုနယ်မက်ဆီကိုကွင်းနဲ့တိုက်စစ်မှာထားတာကဖန်နီမှုကိုပို့ပြီးတော့တိုးတက်စေခဲ့ပါတယ်။ အမေရိကန်စပေါ်တင်လေဆိုမှအောင်မြင်မှုတွေရရှိခဲ့တဲ့နေပြတူဖြစ်ပြီး2024ခုနှစ်မှာ United ကိုရောက်ရှိလာခဲ့ပါတယ်။သူရဲ့3-2နှစ်တိပွဲစည်းပွဲဟာအခုချိန်အထိ United မှာအလုံးမပြည့်ရသေးတဲ့ကြားရင်းမောက်ကိုဘယ်ဆွန်နောက်ခံနေရာမှာထားခဲ့တာကအငင်းပွားစရာဖြစ်ခဲ့ပါတယ်။ကစားမတယောက်ကိုသူရဲ့သဘာဝနေရာမှာထားရင်ဂေါ်သွင်းမှုဖန်တီးမှုနဲ့ခံစစ်ကာကွယ်ရေးတွေမှာအကျိုးရှိပါတယ်။ဥပမာမောက်ကိုကွင်းနဲ့တိုင်းစစ်နေရာမှာထားကစားရင်သူရဲ့လုံအားလုံးဖန်တီးမှုစရာတွေကိုအသုံးချနိုင်ပါတယ်။သဘာဝနေရာမှာကစားရရင်ယုံကြည်မှုတိုးလာပြီးတော့ကစားမတွေစိတ်နဲ့ပိုင်းကိုလည်းအားကောင်းစေပါတယ်။မောက်လုံးတန်ရာမြေတနာရီနဲ့ရုံးကန်ခဲ့ရတဲ့ကစားမတွေအတွက်ဒါကအရေးကြီးတဲ့အချက်ဖြစ်နေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးထပ်ပြီးဥမာပေးရမယ်ဆိုရင် front number ကို Chelsea မှာအလဲကွင်းလယ်တိုင်းစင်နေရာမှာထားကစားစီခဲ့တာကြောင့်ခုနှစ်အကျော်သွင်းနိုင်ခဲ့ပြီး သူကနောက်ခလုံနေရာမှာထားခဲ့ရင်ဒီလိုအောင်မြင်မှုတွေရရှိခဲ့မှာမဟုတ်တာသိကြပါရင်နောက်တစ်ယောက်ကတော့ OC ပါ OC ကိုကွန်းလက်တိုင်းစနေရာမှာထားကစားတာကြောင့်ဂေါ်ပန်နေမှုအကျင့်90ကျော်မြင်တွေ့ခဲ့ရပြီးသူကနောက်ခလုံနေရာမှာထားကစားမယ်ဆိုရင်ဒါမျိုးမြင်တွေ့ခွင့်ရဖို့နေနေသလား OC ရဲ့စွမ်းဆောင်ရည်တော်မှာကြာစင်းသွားနိုင်ပါရင် United ကိုခုနောက်ပိုင်းကင်တွေနဲ့နေပြတိုင်းကဒါမျိုးအသက်ဆန်းနေထွန်းလာကြပါရင်သူတို့ကသူတို့ကိုသူတို့ Ferguson များထင်နေလားမပြောရပါဘူး Ferguson က Valencia ကိုညာဆုံးခံစစ်မှာထားကစားပြီးအောင်မြင်မှုတွေရရှိခဲ့တာမျိုးတွေအများကြီးလုပ်ပြခဲ့နိုင်ပါရင်ဒါပေမဲ့အခုတန်အမ်မော်နီတို့ကကိုယ်စင်ကိုမသိကြပဲဖာဂူဆန်တို့လိုဘာလို့လို့ထင်နေကြတာဟာယူနိုက်တက်တို့ကြောက်ထဲချနေရတဲ့ ထင်းကအကြောင်းရင်းတွေကတခုလိုပဲကျွန်တော်ကတော့မြင်မိပါတယ်။ Sony တချို့ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတို့ပဲတင်ရှိပါရခင်ဗျာ။